Hello အားလုံးမင်္ဂလာပါမခင်ဗျာတွေအားလုံးတို့မျိုးရှိတာလက်လာလေးတွေနဲ့ဆောချင်ကြမလို့တော့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ဖုန်းကရှိတာထည့်လိုက်မှဆိုရင်ဖုန်းကကြောင်တော့မလို့လို့နဲ့ထိတယ်နဲ့ဆောက်လို့မရတာတွေ cross screen ကဖြူသွားတယ်။အဲ့လိုလဲအားလုံးကြုံလို့ကြောက်ပါကျောဖုန်းရကျတော့ wifi router ကိုဖွင့်လို့မရတော့ဘူး။ wifi router ကိုဖွင့်လို့မရတဲ့ဖုန်းတွေကိုတော့ဖွင့်လို့ရအောင်ကြုံလဲကူညီနိုင်မှာမဟုတ်ပါဘူး။ wifi router ဆိုတော့ တို့တက်မှတ်ထားတဲ့ SOC နဲ့ CPU နဲ့အထက်ရှိမှာပဲအဲ့ဒီ Wire Regulator ကိုဖွင့်လို့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ဒီ video မှာ Wire Regulator ဖွင့်လို့ရတဲ့ဖုန်းရောဖွင့်လို့မရတဲ့ဖုန်းရော shader ဘယ်လိုထည့်ရမှာလဲဆိုတာကျွန်တော်လာပြပြတာ။အာဖွင့်လို့မရတဲ့ဖုန်းတွေတော်တော်စိတ်မကောင်းပါဘူး shader ထည့်လို့တော့ရပါတယ်။ဒါပေမဲ့လည်းအင်းဒါမျိုးလက်လာလေးတော့ဖြစ်မှာမဟုတ်ဘူး။ဒါမျိုးထချာဖက်တွေပဲပြောင်းသွားနိုင်မယ်။ အဲ့ဒါတော့မကပါဘူးဗျာ white paper ကျတဲ့ဖွင့်လို့ရတဲ့ဖုံးမှဆိုရင်လည်းရှေ့တာထည့်ပြီးတော့သူမျိုးတင့်နေတာကလည်းသူမျိုး smoke ဖြစ်သွားအောင်စက်တဲ့ကတော့ချိန်ရမလဲဆိုတော့ကိုလည်းပြောပြတော့မှမလို့ကျွန်တော်ရဲ့ video ကိုအဆုံးထိကြည့်ပေးကြပါဗျာ။အော်စကားမဆက်ခဏနေအောင်အခုဒီ video ကိုကြည့်နေတဲ့သူကကျွန်တော် channel ကို subscribe မလုပ်ထားရသေးမလား။အဲ့ဒါကြောင့်ကျွန်တော်ကို subscribe နဲ့ကူညီကြပါအောင်ဗျာ။ ရှိတာထဲမှာဆိုတော့အရင်ဆုံးရှိတာတော့ down ထားရမယ် Telegram ရှိတဲ့သူတွေကတော့ကျွန်တော်ရဲ့ဒီ channel မှာရှိတာကိုတော်တော်များတယ်အဲရှိတာ link ကိုတော့ description မှာချပေးထားမယ်ဗျာ Telegram မရှိတဲ့သူတွေတွက်ကြတော့ Play Store တက်ကိုတွားတွားပြီးရင် search bar မှာ MCP EDL လို့ရိုက်ချလိုက်။အဲအဲ့မှာဆိုရင် DL လို့ပြထားတဲ့ application ကို down ပေးလိုက်။ပြန် DL download ပြီးသွားပြီဆိုရင် DL လို့ဝင်ပြလိုက်။ပြန်ဒီ search bar မှာအခုကျွန်တော်ပြထားတဲ့ shader 6ခုတည်းကကိုကြိုက်တဲ့တစ်ခုကိုအရင်ဆုံးရေးထည့်ပေးလိုက်။ရေးထည့်လို့ပြီးသွားပြီဆိုရင် download ပေးလိုက်။ download ပြီးပြီဆိုရင်ဒီပေးမှာပြထားတဲ့များကိုနှိမ့်လိုက်။ပြီးမှာခက်တကိုဝင်ပေးလိုက်။အဲ့ဒါဆိုရင်တော့ ရှေ့တာကဒေါင်းလုံးလို့ပြီးသွားရင်ရှေ့တာကိုတော့ဒေါင်းလုံးလို့ပြီးသွားပြီအဲ့ဒါဆိုရင်တော့ဒီရှေ့တာအလုပ်လုပ်ဖို့အတွက်အရင်ဆုံး wire paper ကျူတွေကိုတော့ဖွင့်ပေးမှရမယ်အဲ့ဒါကြောင့် wire paper ကျူတွေကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်လည်းသူတို့ကြည့်အောင်ဗျအရင်ဆုံး setting ဆိုတာတွေကိုနှိပ်ပြီးတော့ဝင်ပြလိုက်ပါပြီးရင်ဒီ webpage ဆံမျက်နှာမှာ video ဆိုတာတွေကိုထည့်နှိပ်ပြလိုက်အဲ video ဆိုတော့နှိပ်ပြီးပြီဆိုရင်ဒီညာဖက်ဆံမျက်နှာမှာ graphic mode ရဲ့အောက်မှာ fancy ဆိုတာလေးရှိတယ်အဲ့ဒီ fancy ကိုနှိပ်ပြီးတော့ဒီ vibrate ဘက်ကျူရယ်ကိုရေးပြလိုက် အန်ဒီနီယာမှာ wire bridge ဖြွင့်လို့မရတဲ့သူတွေကတော့ wire bridge ကိုရွေးလို့ရမှာမဟုတ်ဘူးဗျ။ဝါဘရဘကျူရယ်ဖွင့်ပြီးသွားပြီဆိုတော့ shader ကို wall တိမမဲ့ထည့်တဲ့အဟောင်းမမဲ့ထည့်တဲ့ထည့်လို့ရတယ်ကျွန်တော်တော့အတိမမဲ့ထည့်ပြမယ် create new wall ဆိုတာကိုနှိပ်ပြလိုက်နောက်ထပ်ထပ်နှိပ်ပြလိုက်ဒီနားမှာဆိုတော့ကိုကိုချင်းချင်းနဲ့ချင်းလို့ရတာ creative ပဲဆော့ဆော့ server ပဲဆော့ဆော့အဲ့ဒါပြီးသွားပြီဆိုရင်ဒီ buffer ဆောင်နေတာမှာ resource pack ဆိုတာလည်းရှိတယ်အဲ့ဒါကိုနှိပ်ပြလိုက် အဲ့ဒါဆိုရင်တော့ညာဖက်ဆက်မျက်နှာကတူမျိုးပုံစံပြောင်းသွားလိမ့်မယ်။ available အောက်မှာ owner ဆိုတာရှိတယ်။အဲ့ဒီ owner ထဲမှာဆိုရင် ကိုတောင်းခဲ့တဲ့ shader တွေ texture pad တွေ mode တွေအကုန်လုံးအဲ့ထဲမှာပဲရှိတယ်။အဲ့ဒါကြောင့်အခုနောက်ကိုတောင်းခဲ့တဲ့ shader ကိုအရင်ရှာလိုက်ပါ။ရှာတော့တွေ့ပြီပြီဆိုရင်ဒီညာဖက်တောက်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပစ်လိုက်။အဲ့ဒါဆိုရင်တော့ခုနကကျွန်တော်တို့တောင်းခဲ့တဲ့ shader ကထည့်ပြီးတော့ပြီဖြစ်ပါတယ်ဗျ။ပြီးရင် create ကိုနှိပ်ပြီးတော့ကျွန်တော်တို့ game စလိုက်ကြအောင်။ အဲ့ဒါဆိုရင်တော့ရသွားပါပြီဗျာရှိတာကတော့တော်တော်လေးကိုမိုက်ပါတယ်ဘရာဒါတို့မြင်နေတိုင်းပါပဲဗျာအကရင်ဘရာဒါရဲ့ဖုန်းကဒီလိုမျိုးအရင်ထင်နေတယ်ဆိုရင်တော့အခုကျွန်တော်ချိန်ပြတဲ့စက်တင်တိုင်းလိုက်ချိန်ကြည့်ပါဗျာအရင်ဆုံးစက်တင်ထဲကိုဝင်ပြလိုက်ပါပြီးရင်ဘက်ဖက်ဆံမျက်နှာကိုအောက်ထိဆွဲချပြီးတော့ဝီဒီယိုဆိုတာလည်းကိုနှိပ်ပြလိုက်ပြီးညာဖက်ဆံမျက်နှာကိုအောင်းနေနဲ့ထပ်ဆွဲချလိုက်အဲ့မှာဆိုရင် random distance ဆိုရဲရှိနေမယ်စနစ်ကနေဟိုးအောင်ဆုံးအထိနှစ်ထိ ချော်ပစ်လိုက်အဲ့ဒါပြီးသွားရင်သူ့ရဲ့ပုံမှာပဲ wave visual option ဆိုတာတက်ကိုနှိပ်ပစ်လိုက်အဲ့ဒါမှပြားထားတဲ့ setting နဲ့အကုန်လုံးကို ultra နဲ့ lower ထိတာထားပစ်လိုက်တော့ brighter တော့ရင်အဲ့ဒါပြီးသွားရင်အောက်ကိုနည်းနည်းထက်ဆွဲချပြီးတော့ဒီ revolution ကို အောက်ဆုံးထိချမယ့်အစားဒီ33ရခိုင်နှုန်းထိပဲထားပစ်လိုက်အဲ့ဒါဆိုရင်တော့ရပါပါပြီအဲ့တော့ဆိုရင်တော့မထစ်တော့ဘူးလို့တော့ထင်ပါတယ် အဲ့တော့ဒီ short ထားပြီးတော့မှချစ်နေသေးတယ်ဆိုရင် setting ထဲမှာ short ဆရာနောက်တစ်ခုပဲကျန်တယ်မယ်အဲ့ဒါပါလဲဆိုတော့ setting ထဲကိုအရင်ဝင်ပြလိုက်ပြီးရင်ခုနလိုမျိုးပဲပဲဖက်ဆန်မျက်နှာမှာရှိတဲ့ point တွေဆိုတော့ဒါကိုနှိပ်ပြလိုက်ပြီးညာဖက်ဆန်မျက်နှာကို outy switch ရတဲ့အနမ်းမှာ render clouds တော်ရှိတယ်အဲ့ဒါကိုပိတ်ပြလိုက်အဲ့ဒါဆိုရင်တော့တိမ်နဲ့မကြံတော့ပါဘူးထစ်ရကိုတော့ဘုကွေးတော့ short ရှာနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒါကိုမထစ်နေသေးတဲ့ဆိုရင်တော့ကျွန်တော်လည်းဒီဆိုတရံမဟုတ်ဘူးပဲပေါင်းထည့်ပြီးတော့ဆုပ်ဖို့အကြံပေးပါတယ် အမတက်အောင်ကိုညီပေးနေတာကတော့ဒီနီလန်းကတော့အကုန်ပါပဲဗျာကျွန်တော်မှတော့အဲအဲ့ဒါကိုမှထစ်တဲ့ဆိုရင်တော့ဖုန်းတက်တာပြောင်းလိုက်တော့ဂိမ်းမင်းဖုန်းပေါ့နော်ဝီဒီယိုကတော့ဒီတော့ပါပဲဗျာကျောစားတော့မကြံတော့လို့တော့ရှင်းတာပါပဲအဲကြောင့်ကျွန်တော်နောက်ဗီဒီယိုမှာပဲထပ်တွေ့ကြပါ့မထစ်ဘဲနဲ့ဆော့ရှင်နေဆိုရင်တော့ဖုန်းတက်ပဲလို့လဲပါတပါပဲ